စားပါဗျာ तू နောက်ဆုံးချိန်မှာတော့ तू ကွဲရောက်နေတယ်လို့ပြောတယ်စိတ်ကဟုတ်လားလို့ကျွန်တော်ဖုန်းဆက်ကြလို့ဆိုတော့ဟုတ်တယ်တဲ့ तू အခုကွဲမှာဆိုတော့ဩငိုငိုငိုတိုင်းနေတဲ့ကွဲမှာလေတချင်းစုံနေနေဆိုတော့ကိုတတော်စိတ်မကောင်းဖြစ်သွားညာလေအကိုကြီးဘာမှဖြစ်နေတော့လို့ကျွန်တော်တို့မကြိုက်လာခဲ့မယ်နော်လို့ပြောခဲ့တယ်သူရှိစဉ်ဖောင်းလို့လည်းသူမိမပေါ်မှာသူအကောင်းဆုံးနေသူလှုပ်ပေးခဲ့တယ်လေနော်အဲ့ဒီအတွက်သူ့မှာနောင်နာဆိုတာလည်းသူမရှိတော့ပါဘူးဘာဖြစ်လဲဆိုတော့ကွဲလေးက ဟိုသားကောင်းလေသားကောင်းဆိုတော့ဟိုမိဘနဲ့ပတ်သက်လာရင်သူကမိဘကိုရှေ့တန်းတင်ထားတယ်လို့အဲ့ဒီအတွက်သူဟိုလို့ခေါ်မလဲဝမ်းနဲ့ဝမ်းတော့ဝမ်းနေတာပေါ့ဒါပေမဲ့သူသားသမီးရဲ့သားသမီးဝတ္တရားသူကြည်ပါတယ် တငယ်ချင်းလေးဟိုလောကမှာမိဘဆုံးရှုံးတာမိဘဆိုတော့ပြန်ဝယ်လို့မမြတာเนาะမိဘတော့ပါမိဘတစားရရတွေဝယ်လို့ရတာလေဆုံးရှုံးသွားတဲ့အရာတည်းမှာမိဘဆိုတော့ပြန်ဝယ်လို့မရအောင်ကိုလည်းအတူတူပဲတော်ဆိုလည်းမနစ်ကမှအဖေဆုံးထားတာဒီနှစ်ကိုလောက်ပဲတနည်းပြတယ်မိဘမိဘဆုံးရှုံးတာဘယ်အရာနဲ့မှလဲလို့မရအောင်အဲ့တော့ကိုချင်းစားတယ်လေကိုတငယ်ချင်းဆိုတော့လေအဲ့ဒါကြောင့်မလို့ဟိုသူလည်းစိတ်မကောင်းဖြစ်နေတယ်သူဆိုလည်း အသက်မမီနိုင်ဘူးလေအဲ့ဒီချိန်မှာသူလည်းသူ့စီပွားရေးမိသားစုရဲ့အတွက်သူလည်းသူ့ဟိုအလုပ်ကိစ္စတွေလည်းရှိသေးတာဟုတ်အဲ့တော့အဖေတော့အသက်မမီနိုင်ဘူးအာမနေ့ကဒီနေ့မနေ့ကတော့ခဏသွားလိုက်သွားပြီးတော့ကုညီစရာရှိတာကုညီလိုက်တယ်ဟုတ်ဒီနေ့ကျတော့နားရေးဆိုတော့ဒါကပါရေးမဟုတ်လေနားရေးနားရေးကျတော့မဖြစ်မနေလိုက်ပို့ရတာပေါ့တံငယ်ချင်းကလည်းအရင်ကောက်ကောက်ကြီးလေအဲ့ဒါကြောင့်မလို့ ော့ဆိုရင်ကိုရဲလေးမှမှအဖေရှိသေးတယ်ဗောနော်အမေမရှိတဲ့အကြောင်းပြီအခုဆိုရင်အဖေရောမေရောမရှိတော့ဆိုတော့စိတ်မကောင်းပါဘူးအဲကျွန်တော်အဖေကလည်းအခုကြားမှရေမကောင်းဘူးဗောနော်ကိုချင်းစားပါတယ်မမလေးမှတွေ့တော့တာမှအဖေအတွက်ကင်ဆာရောဂါပြောက်တဲ့ဗာလဲဆေးဥပောက်ရွေးဆိုလားမသိဘူးသူရှာနေတယ်ဆိုလားမသိဘူးအဲ့လိုပြောသေးတယ်အော်ကိုရဲတော့ကျွန်တော်ညွှန်ပြလိုက်သေးတယ်သူရှိမှရတယ်ဗောတက်တော့တက်တော့မှတက်လာတယ်အမှမို့ပြလိုက်သေးတယ်အခုမကြမကြဘူးဆုံးသွားဆိုတော့စိတ်တကယ်စိတ်မကောင်းပါဘူးလို့ပါလဲသူလည်းတော်တော်ခံစားပါပါသူနောက်ဆုံးချိန်မှာတော့သူကွဲရောက်နေတယ်လို့ပြောတယ် ်ဘယ်လိုဆိုပဲလေကိုမိဘနောက်ဆုံးချိန်မှာတော့ရှိချင်တာပဲလေကိုကိုမရှိတော့ဟိုဘာလို့ပြောရမလဲပွဲကျွန်တော်ညဖုတ်ဆက်လိုက်တယ်ဆက်ဆုံးချိန်မှာကိုကြီးကျွန်တော်ဆက်ဆုံးကဟုတ်လားလို့ကျွန်တော်ဖုတ်ဆက်ကြလို့ဆိုတော့ဟုတ်တယ်တဲ့သူခုပွဲမှာဆိုတော့ဩငိုငိုငိုတိုင်းနဲ့ပွဲမှာလေတချင်းစုံနေနေဆိုတော့ကိုတော်စိတ်မကောင်းဖြစ်သွားညလေကိုကြီးဘာမှဖြစ်နေတော့လို့ကျွန်တော်တို့မကြိုက်လာခဲ့မယ်နော်လို့ပြောခဲ့တယ် စိတ်မကောင်းဘူးပေါ့နော်ဘာသာတွေ့နေကိုကြီးကလည်းတောင်းဝန်ကြီးတဲ့မှာအများကြီးပါပါတယ်နော်ကျွန်တော်တို့တွေ့နေတာပဲအဲကျောင်းလိုက်မကောင်းတော့လုတ်ကင်ပေးနေတာတွေတော်တော်များကျွန်တော်ဒီရလာပိုင်းနေမှာလဘုံနီးတို့ဖြစ်သွားတာလေတွေ့တယ်ကိုမှလည်းမိပါတွေကရှိတယ်ဆိုတော့ဒီလိုကြားတော့လည်းစိတ်ရမကောင်းပါဘူးအဲ့လိုအာတကယ်တကယ်အဲကိုရီးလေးမဆိုကျွန်တော်ကမိသားစုတွေချင်းချင်းမြတ်တာတွေမိဘကိုဆောက်ရှောက်တာတွေဒီဓာတ်တွေကိုကြည့်ပြီးရန်တူယူရတယ် ။နောက်မဲ့သူအများအားဆုံးမတယ်လိမိသားစုကိုဘယ်လိုချစ်ဖို့ဘယ်လိုလုပ်ဖို့အာဘယ်လိုညီကောင်မကိုချစ်ဖို့သူကမိအခုဒီလိုတော့နှစ်ပါးဆုံးမရှိတော့ဆိုပို့ပြီးတော့နော်စိတ်မကောင်းဖြစ်တာပေါ့နော်။အာတော်တော်များများလိုက်အဲ့လိုကိုရဲလေးမလို့ရှိရဟာနဲ့အတူယူရတာပါ။သုံးမစကားတွေနဲ့ပဲ။ဒါသူရှိစင်ဖားလုံးလည်းသူမိဘပေါ်မှာသူအကောင်းဆုံးနေသူလှုပ်ပေးခဲ့တယ်လေနော်။ဟိုလို့ကမှာသူကုသိုလ်လည်းရပါတယ်။ဒါပေမဲ့ရှိနေတဲ့အချိန်နဲ့မရှိနေတဲ့အချိန်မှာသူတို့ရှိစင်ခဏကသူမိဘကို ပေးခဲ့တယ်ကျွေးခဲ့တယ်သူလုံနိုင်သမျှတွေသူခွန်နဲ့အားနဲ့အကုန်လုံးပေးခဲ့တယ်မိဘစိတ်ချမ်းသာအောင်ထားတယ်ကျွေးခဲ့တယ်မွေးခဲ့တယ်အဲ့ဒီအတွက်သူ့မှာနောင်နာဆိုတာလည်းသူမရှိတော့ပါဘူးဘာဖြစ်လဲဆိုတော့ကွဲလေးကဟိုตาကောင်းလေตาကောင်းဆိုတော့ဟိုမိဘနဲ့ပတ်သက်လာရင်သူကမိဘကိုရှေ့တန်းတင်ထားတယ်လို့အဲ့ဒီအတွက်သူလို့ခေါ်မလဲ1နဲ့1တော့1နဲ့တာပေါ့ဒါပေမဲ့သူตาသမီးရဲ့ตาသမီးဝတ္တရားသူကြည်ပါတယ်